မင်္ဂလာပါမနေ့ကဝက်လက်ပတ်သုံးလို့ရဲ့တွေးစောလက်ပြောင်းပြောခဲ့ပါတယ်ဒီနေ့ပတ်သုံးလုံးတွေရဲ့တာဝန်ခံဖြစ်တဲ့ခေါင်းကိုက်ဖားခင်ဥမြင့်သိန်းကိုကျွန်တော်ပြောပြချင်ပါတယ်ဥမြင့်သိန်းကဘသူလဲသူကဘလို့ဒီနေရာကိုရောက်လာခဲ့တာလဲဘာဖြစ်လို့သူနဲ့သူတပည့်တွေကကျူးလွန်တဲ့ရာဇဝတ်မှုတွေကို UNG ကဖောက်ွက်ပေးနေတာလဲအမှန်တရားရဲ့အယူ6တွေကိုဖော်ထုတ်ကြပါလို့ဥမြင့်သိန်းဆိုတာ2012ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးမှ NLD ပါတီထဲကိုဝင်ရောက်လာသူဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့လူထုထောက်ခံမှုရည်စည်းကြောင်းအထက်မှာပါတီဝင်အသစ်တွေစည်းဝင်လာတဲ့အချိန်အဲ့ဒီရည်စည်းကြောင်းတွေကတဦးဖြစ်တဲ့ဦးမြင့်သိန်းဟာဝယ်လက်မျိုးနဲ့ NLD ပါတီမှာနေရာရဖို့အတွက်စကိုင်းတိုင်း CEO ရဲ့အဖွဲ့တာဝန်ရှိသူတွေကိုအတင်းပူကပ်ပြီးတော့ယုံကြည်မှုရအောင်ဖြတ်တတိပြုလှုံ့ဆော်ခဲ့တဲ့သူပါ။ဒါဟာအရှေ့မှာတကားပိတ်ထားတော့နောက်ပေပေါက်ကနေခိုးဝင်တယ်လို့ မျိုးဖြစ်ပါတယ်။ဦးမြင့်သိန်းဆိုတာစကိုင်းတိုင်း CEO ရဲ့အဖွဲ့ကဒေါက်တာမြင့်နိုင်အခု NDC EC အဖွဲ့ဝင်စကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်ခင်ဆန်းလိုက်ပလက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သူတို့ကိုဆရာတင်ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ဒေါက်ခင်ဆန်းလိုက်ဟာဦးမြင့်သိန်းရဲ့ဆရာအရင်ခေါင်းကိုင်မိခင်ကြီးဖြစ်ခဲ့တာတတိထားဖို့တတိပြုဖို့အရေးကြီးနေပါတယ်။ထောက်ကော90ပြည့်နှစ်ဝက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ ဖော်ခင်ဆက်လိုက်ဟာဝက်လက်စတီဖြစ်ပြီးတော့ဝက်လက်မျိုးနဲ့ NLD ပါတီအပေါ်ဩဇာအလွန်ညောင်းတဲ့သူဖြစ်ပါတယ်။သူဟာ NLD CEC ဒေါ်မေဝင်းမြင့်တို့နဲ့တအားကိုခင်မရင်းနေပြီးတူတူနေထိုင်ခဲ့တာဖြစ်ပါတယ်။အဲ့လိုမျိုးဆက်နွယ်မှုတွေကပဲဥမျက်သိရဲ့နိုင်ငံရေးလမ်းကြောင်းကိုဖျောက်တန်းပြီးတော့ပြန်ရွေးခန့်နိုင်ရတဲ့အထိဖြစ်စေခဲ့တာပါ။၂၀၁၃ခုနှစ်အစောပိုင်းမှာကျင်းပတဲ့ဝက်လက်မျိုးနဲ့ ပါတီညီလာခံဟာဦးမြင့်တရဲ့အာဏာတည်ဆောက်မှုအတွက်အရေးကြီးဆုံးလက်ကွပ်တစ်ခုဖြစ်ပါတယ်။ပါတီလိုလည်းဆိုရင်အဲ့ဒီညီလာခံကိုစကိုင်းတိုင်း NLD တာဝန်ရှိတဲ့သူဖြစ်တဲ့ဒေါက်ခေဆိုင်လိုင်ကဦးဆောင်ပြီးကျဲပပေးခဲ့တာဖြစ်ပါတယ်။ဒေါက်ခေဆိုင်လိုင်ဟာဝက်လက်မျိုးနဲ့အလုံးမှုဆောင်အဖွဲ့ကို သူယုံကြည်ရတဲ့သူသူအားကိုးရတဲ့သူတွေကိုပဲအရွေးခံရအောင်ကြိုတင်ဇယားချခဲ့တာဖြစ်ပါတယ်။ဒါဟာကျိုးဆွဲအယုတ်လိုပဲကိုလိုရကောက်ခိုင်းတာမျိုးပါ။ အဲ့လိုကြိုတင်ပြင်ဆင်မှုတွေကြောင့်ဝဲလက်မျိုးနဲ့အလုံမှုဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ်သူ့ရဲ့သားတစ်ပည့်ဖြစ်တဲ့ဦးမြင့်သိန်းအရွေးခံခဲ့ရတာပါ။နောက်ပိုင်းမှာဦးမြင့်သိန်းဟာဝဲလက်မျိုးနဲ့ NLD အတွင်းမှာသူ့လက်သူ့ချေစိတ်ကြိုက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ကျေစုရှင်ဆရာသမားတွေဖြစ်တဲ့စကိုင်းတိုင်း NLD ဥက္ကဋ္ဌဒေါက်တာမြင့်နိုင်နဲ့ဒေါက်ခင်ဆန်းလိုက်တို့ရဲ့ယုံကြည်အားထားရတဲ့လူရင်းတူဦးဖြစ်လာခဲ့ပါတယ်။အဲ့ဒီတော့အတွက်မှာဝဲလက်မျိုးနဲ့ NLD ပါတီအတွင်းက မူရင်းရှိခဲ့တဲ့ပါတီဝင်အဟောင်းတွေကိုဘေးဖက်ထုတ်ခံရပြီးတော့ဥက္ကဋ္ဌဦးမြင့်သိန်းဦးဆောင်တဲ့မြို့နယ် EC သူတို့ဖက်ကအဲ့ဒီပါတီဝင်အဟောင်းတွေကိုကန့်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါကိုပါတီတွင်တက်ဆင်ရေးလို့ပဲဆိုမလားအာဏာလုပဲလို့ပဲခေါ်မလား2015ခုနှစ်ရောက်တော့ရွေးကောက်ပွဲမှာဝက်လက်မြွနဲ့ပြည်သူကိုယ်စားလှယ်အလောင်းအဖြစ်ဦးမြင့်သိန်းအဲ့ဒီဒေါက်တာမြင့်နိုင်ဒေါက်ခင်စားလိုက်တို့ရဲ့အဓိကထောက်ခံမှုနဲ့ရွေးချယ်ခံခဲ့ရပါတယ် ဥပဒေ NLD ဘဟုကော်မတီဝင်လည်းဖြစ်တဲ့သူဇကာတာ EC လည်းဖြစ်နေတဲ့ဒေါက်ခင်ဆန်းလိုက်ကိုအလွန်မင်းလည်းကျူးနွန်ခဲ့တာဖြစ်ပါတယ်။ NLD ပါတီ EC အဖွဲ့ဝင်တွေနဲ့လည်းယင်းဒီကျောင်းဝင်မှုရှိပြီးဇကာတာ NLD EC အဖွဲ့တွေမှာဩဇာညောင်းတဲ့ဒေါက်ခင်ဆန်းလိုက်ဟာဝက်လက်ပြည်သူလွတ်တော်ကိုယ်စားလှယ်မြစ်သိရဲ့လေးစားချစ်ခင်ရတဲ့ခေါက်ကမိခင်ကြီးဖြစ်လာခဲ့ပါတယ်။ 2020ရွေးကောက်ပွဲမှာလည်းဝက်လက်ပြည်သူလွတ်တော်ကိုယ်စားလှယ်အဖြစ်ကိုယ်စားလှယ်လောင်းအဖြစ်ဦးမြင့်သိန်းကိုစကိုက်တိုင်း EC ကပဲပြန်ရွေးခဲ့ပြန်ရွေးချက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကလည်းပဲဒေါက်တင်ဇလာရဲ့ဩဇာနဲ့အာမခံမှုအရာရခဲ့တာဖြစ်ပါတယ်။2025ခုနှစ်လွတ်တော်ကိုယ်စားလှယ်တိုင်း2020မှာ NLD ကိုယ်စားလှယ်ပြန်မဖြစ်ပါဘူး။ဒါပေမဲ့မြင့်သိန်းဟာသူ့မိခင်ဒေါက်တင်ဇလာရဲ့ကျေးဇူးကြောင့်ပြန်ရွေးခဲ့ခဲ့ရတာပါ။ 2020ရွေးကောက်ပေါ်ဝင်လက်ပြည်သူ့လွတ်တော်အတွက် NLD ပါတီအမြင့်သိမ့်ကိုပဲအဲ့လိုပြန်ရွေးချက်ခဲလို့ပြည်သူတွေဝက်လက်မျိုးနဲ့နေခံတွေမြင့်သိမ့်ရဲ့လွတ်တော်ကိုယ်စားလှယ်တဦးနေနဲ့အကျင့်ပြချစားမှုတွေမြေယာပြဒနာတွေလက်ပေးလက်ယူခဲမှုတွေကိုအထောက်အထားနဲ့ NLD ဘဟု NLD စခိုင်း EC အဲ့ဒါတွေကိုတိုင်ကြားခဲ့ပါတယ်ဒါပေမဲ့မြင့်သိမ့်နောက်ဖက်မှာထောက်ခံပေးနေတဲ့ဒေါ်ခင်ဆန်းလိုက်တို့ကြောင့်ဘာမှမဖြစ်ခဲ့ပါဘူး 2020ရွေးကောက်ပွဲမှာ NLD ပါတီကိုစားပြုဝက်လက်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်သွားခဲ့တာပဲ။ကြဟာစဘာပေါ်နားတော့ငက်ဆိုးကလည်းနားရင်ကြီးကန်းကလည်းနားရင်နားလို့ရတဲ့ပုံစံမျိုးဖြစ်နေတာမျိုး။အာနာရှိသူတွေရဲ့မတရားမှုတွေကိုဖောက်ကွက်ဖို့အာနာရှိသူတွေကပဲကောက်ွက်ပေးနေခဲ့တာမျိုးဖြစ်ပါတယ်။ပြီးတော့2021ဖေဖော်ဝါရီလအာနာတိုင်းတော့ဝက်လက်မျိုးပေါ်မှာခြေရွာတွေမှာဆန္ဒပြမှုတွေ ဒေသခံပြည်သူတွေကဥဆောင်ခဲ့တာအဲ့ချိန်မြင့်သိအပဝေဝက်လက် NLD လော်တော့ကိုစလဲတွေအားလုံးပျောက်ချက်သွားကောင်းနေကြပါတယ်2021မတ်လစံပိုင်းမှာတော်ပြည်သူတင်းတော်စင်မအောင်ဥထုံမြင့်တွင်ကိုလက်သူတို့ဥဆောင်နေတဲ့ CRP အိတ်ကပြည်သူအုပ်ချုပ်ရေးအစီအစဉ်တရားကိုချမှတ်ပြီးထောက်ပြကြေညာခဲ့တယ်အဲ့ချိန်မှာဦးအောင်ကျော်တို့တော့မပေါဘူး အဲ့ဒီ CRP8 ညွန်ကြားချက်အရပဲစကိုင်းတိုင်းထဲမှာကျူတင်ပြီးတိုင်းခရိုင်မြို့နယ်ကြီးရွာတွေမှာဒီသူအုတ်ချုပ်ရေးအဖွဲ့ပအာဖဆိုပြီးတော့စတင်ဖွဲ့စည်းခဲ့တာမြို့နယ်ခရိုင်ပအာဖအဖွဲ့တွေမှာ20ရွေးကောက်ပွဲအနာရအမတ်တွေနဲ့ဖွဲ့စည်းဖို့အဲ့ဒီ CRP8 ကညွန်ကြားခဲ့တာစောက်ဖွဲ့ချိန်ဝယ်လက်မြို့နယ်ပအာဖဖွဲ့စည်းတဲ့အချိန်လော့တော့အမတ်တွေကြောက်လို့မပါခဲ့ပါဘူးဒါပေမဲ့လူလယ်ဖြစ်တဲ့မြစ်သိက်ကပအာဖတောက်ခံခေါင်းဆောင်ဖြစ် သူတပတ်ဒေါက်တာဆမ်းမြင့်အောင်နဲ့သူယုံကြည်တဲ့အခြားသူတွေကို ဖွဲ့စည်းပြီးတာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။ဝက်လက်ပအဖမှာဆန္ဒပြပွဲတွေမှာဥဆောင်နေကြတဲ့ခေါင်းဆောင်တွေရဲရဲတောက်ရဲဘော်တွေစီဒီယံခေါင်းဆောင်တွေလည်းမပါဝင်ခဲ့ပါဘူး။ဒါဟာမကန်တဲ့လူတွေကစစ်မရောက်ခင်မှာပျောက်သွားပြီးတော့စစ်မရောက်ခင်များကုန်တဲ့ဆိုသလိုမျိုးပါပဲ။ဒီကေတိုက်ပွဲဝင်တဲ့သူတွေဘေးရောက်ပြီးနောက်ကွယ်အာနာချုပ်ကိုက်မဲ့သူတွေကအစိုးရကတက်ထိုင်နေကြတာ ဲ့လိုဖွဲ့စည်းခဲ့တဲ့ wallet ပအဖစင်းကိုလည်း CRPA တာဝန်ရှိသူတွေမြေတဲရလက်သိထိုးပေးပို့ခဲ့တာ token စားနယ်ရဲ့တာရပြဖြစ်တဲ့မြေတဲရ wallet ပအဖအဖွဲ့ကို CRPA ကအတည်ပြုပေးခဲ့တယ်ညအန်ရီပါတီရဲ့တတိယဒန်ဆာနိုင်ငံရေးသမအဆင့်ဘက်ရှိတဲ့ CRPA အဖွဲ့ဝင်တွေအပေါ်မှာမြေတဲရကောက်ကိုက်မိခေကြီး token စားလိုက်ကဩဇာညောင်းနေခဲ့တာဖြစ်ပါတယ်ဒီတိုင်းတိုင်းတွင်းမှာ လက်လက်ခိုက်တော်လိုက်အစပိုင်းမှာ လူကဲဖွဲ့တွေရရလက်နဲ့ဆွဲပြီးချမ်းဖက်စစ်တပ်ကိုတော်လှန်ခဲ့တယ်။ဝက်လက်လက်ထုံနီလက်ကောင်းပဲလူထုထောက်ကမ်းမှုအကောင့်နဲ့ဗိုလ်ချုပ်ကြီးတို့လိုမျိုးဖွဲ့တွေတော်လှန်ခဲ့ကြတယ်။သူတို့ကလူထုထောက်ကမ်းမှုနဲ့စစ်ကောင်စီတပ်ကိုတူမီတွေရရလက်နဲ့တွေဆွဲကိုက်တော်လှန်ရေးကိုစတင်ခဲ့ကြတာမိုင်းတွေဆွဲပြီးတော့အဲ့လိုလက်နဲ့ကိုက်တော်လှန်အဆောက် NLD ခေါင်းဆောင်တွေ NLD အမတ်တွေမပောင်းဝင်ခဲ့ပါဘူး။ကြီးကွယ်မြက်ကွက်အရက်တွေမှာပုံအောင်နေခဲ့ကြသူတွေကြီးပဲဖြစ်ပါတယ်။ ကြည်ကွယ်ရကပုံအောင်နေရတဲ့မြစ်သိရ CRP ဥဆောင်ကျင်းပတဲ့ zone meeting လော်တော zone meeting တွေမှာအစည်းအဝေးပွဲတိုင်းလောကမပြတ်မကွက်အမြဲတမ်းတက်ရောက်ခဲ့သူဖြစ်ပါတယ် CRP အရဲ့ယုံကြည်မှုအရှိဆုံးစကိုင်းတိုင်းအတွင်းပြည်သူ့လော်တော်ကိုယ်စားလှယ်တွေရဲ့ခေါင်းဆောင်တဦးဖြစ်မှန်းမသိဖြစ်လာခဲ့တာ IUG ရဲ့နောက်ထပ်တစ်ချက်စနစ်တကျလို့ပြောလို့မရတဲ့ပတ်တော့လို့အယူပြုဟာအဖွဲ့ညွှန်ကြားချက်ထွက်လာပြီးစီမံကိန်းနဲ့ ပတ်တော်လို့ဒီဖွဲ့တဲ့အချိန်မှာတော့ဖွဲ့စည်းပြီးဖြစ်နေတဲ့ပအဖထမှန်ဖွဲ့စည်းရမယ့်ပကဖဖွဲ့တယ်တာဝကခေါင်းဆောင်တွေ NLD ပါတီအခြေပြု NLD အမတ်အခြေပြုဖွဲ့စည်းခဲ့တာပါအဲ့အချိန်မှာပဲဝဲလက်ပကဖဖွဲ့စည်းတဲ့အချိန်မှာရှိပြီးတာပအဖခေါင်းဆောင်ဖြစ်တဲ့မြင့်သိရဲ့လက်ရင်းတစ်ပြည့်နေမျိုးအောင်ကိုဝဲလက်မျိုးနဲ့ပကဖအခေါင်းဆောင်မြင့်သိရပဲတောင်းပေးခဲ့တာတခြားတခြားဝဲလက် PD အတိုက်ရင်အမတ်နဲ့ဖွဲ့စည်းတဲ့အချိန်မှာလည်းမြင့်သိနဲ့လူယုံတွေ့ တည်ရင်မှုဒုတည်ရင်မှုတခွဲမှုနေရာတွေတာဝန်တွေအလုံးသူပဲပေးခဲ့တာမြေတည်ရဲ့အဲ့လိုတာဝန်ကထောက်ပတ်ပေးလို့ပဲဝဲလက်မျိုးနဲ့ပါအဖတောက်ကဖပါလဖတာဝန်ကခေါင်းဆောင်တွေဝဲလက် PD အတည်ရင်နေတွေတည်ရင်မှုတွေ IUG လေကူလာဒီမလို့ကအပြည့်ဝရုပ်ကြည်တောင်းဝန်ပေးအပ်ခဲ့တာပါညမြေတိုင်းဟာပြည်သူလွတ်တော်မှာကတည်းကဒေါက်ခေဆိုင်လာရဲ့တာတပက်ဖြစ်နေတဲ့အတွက်ကြောင့် နောက်ထပ်သားတပည့်တွေဖြစ်တဲ့လွေကိုလတ်တို့ရီမော်တို့တင်ထွန်းနိုင်တော့သို့သူရထောင်းတို့ဖြူဖြူတင်စင်မအောင်ကြော်ထွေးတို့နဲ့ရင်းရင်းနီးနီးဖက်လက်တကင်အလွန်ပဲရင်းနီးတဲ့အနေထားရှိခဲ့တာပါအလုံးဟာတော့ခင်ဆန်းလိုက်ရဲ့အောက်ကဖြစ်ပါတယ်ဒီတော့ကျူးလွန်ခဲ့တဲ့ခုနကအစပိုင်းမှာကျွန်တော်ပြောခဲ့တဲ့နေမျိုးအောင်တို့ပကဖားတွေ PDF တက်ရင်းနစ်ကအရေးဆက်ဆက်တက်ဖြတ်မှုတွေတခြားတခြားပြင့်မှုမျိုးစုံကိုရာဇဝမှုမျိုးစုံကိုအမှတ်မြစ်တိုင်းဖုတ်ကွက်ပေးခဲ့တဲ့အပြင် အန်ယူဂျီကလည်းမြေသိမ်းမျက်နှာကြောင့်ကောက်ွက်ပေးနေခဲ့ပါတယ်။ဒါဟာဒေါ်လာကြီးရဲ့မိတောက်ကိုငိတ်တက်ပစ်လိုက်တာလား။ဒါမှမဟုတ်ဒေါ်လာကြီးကိုတည်တွင်းနဲ့ပို့လိုက်တာလား။ဒီအမောင်ဖုံးနေတဲ့နိုင်ငံကစားကွက်တွေကြားထဲမှာမြန်မာဒေါ်လာကြီးဟာတရားမျှတမှုနဲ့ယူသားဖြောင်းမှန်းမှုကိုကျွန်တော်တို့ပြန်ရှာတွေးနိုင်ပါအောင်မလား။ဒီမူကွန်ရဲ့အဖြေကကျွန်တော်တို့အားလုံးရဲ့လက်ထဲမှာရှိပါတယ်။မြေပြင်မှာတိုက်ပွဲတွေ ဖြစ်လာဖို့ပြင်ဆင်နေရတဲ့အတွက်ကြောင့်ကျွန်တော်ထပ်ပြီးပြောချင်တာကလိုအပ်ချက်အရအစီအပြေတဲ့လူတွေအနေနဲ့ဒါအမြေပြင်ကိုလည်းကုညီရတယ်လို့ကျွန်တော်ကလည်းကျွန်တော်လည်းအခက်အခဲဖြစ်နေတဲ့အတွက်ကြောင့်ကုညီပေးစေချင်ပါတယ်ကျွန်တော်တောင်းဆိုခဲပါတယ်ဒီရတကြီးဖြစ်လို့တောင်းဆိုရတာဖြစ်ပါတယ်တခြားကျွန်တော်ရဲ့လိုအပ်ချက်တွေလည်းရှိပါတယ်အဲ့အတွက်လည်းဒါကိုကျွန်တော်ထပ်ပတ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်